ရန်တက်များစီမဲ့ကမနာများမဂျစ်ဂျက်စ်ကိုကိုစီစဉ်သူတို့ဟာမကြခင်ပြီးတော့မှဆိုတော့ဘယ်ရန်ကိုရောက်နေကြပြီလေတကယ်လို့ Mythical Glory Run ကိုမရောက်သေးဘူးဆိုရင်တော့ဒီကင်မရာတွေနဲ့ကစားကြည့်ပါပထမဆုံးကင်မရာကတော့စီလောင်းပဲဖြစ်ပါတယ်ကင်မရာစီလောင်းရဲ့ဘက်တယ်မှာအားသာတဲ့စကီက round တိုင်းမှာအနိုင်ရဖို့အတွက်အကူအညီဖြစ်စေပါတယ် ပွဲစားတာနဲ့ Great Dragon Spear ဆိုတဲ့ equipment ကိုရရှိမှာဖြစ်ပြီးတော့ဒီ equipment တတ်ထားတဲ့ Hero က Basic အတက်တိုင်းမှာနောက်ထပ်နှစ်ချက်အပိုထိဖို့28ရာခိုင်နှုန်း chance ရှိပါတယ်။ဒါ့အပြင် Shop မှာဒီ equipment အတွက် trade တွေကိုဝယ်ယူလို့ရအောင်ပါပါ။ဒီ trade တွေမှာ Control Immunity နဲ့ Life Steal ရမယ့် effect Basic အတက်မှာ Go ရဖို့9ရာခိုင်နှုန်း chance ရတဲ့ effect HP 30ရာခိုင်နှုန်းအောက်ရောက်သွားတာနဲ့ရှိရမယ့် effect scale 3နိုင် high bait defend တိုးလာမယ့် effect နဲ့ scale 3လိုက်တိုင်းမှာ enemy ကိုခဲသွားစေမယ့် effect ဆိုပြီးတော့၅မျိုးရှိပါတယ်။ဒီ trade ၅ခုထဲက၃ခုထိယူလို့ရမှာဖြစ်ပါတယ်။ဆိုတော့ကိုကစားမဲ့ line up ပေါ်မူတည်ပြီးတော့ life factor effect တွေကိုရွေးချယ်တတ်ဖို့လိုပါတယ်။ခမနာစီလောင်းနဲ့ကစားသင်းတဲ့ line up တွေကတော့ bruiser shadow set line up နဲ့ dawnswan metro line up တို့ပဲဖြစ်ပါတယ်။နောက်ထပ် random ပြန်စီမဲ့ခမနာကတော့ left set လောပဲဖြစ်ပါတယ်။ ကမလာလက်စလော့ကပွဲတိုင်းမှာဂိုးပိုရမှာဖြစ်ပြီးတော့ interest လုံးဝမရပါဘူး။ဒါအပြင် round robin တိုင်းမှာရှိတဲ့ဂိုးတွေကိုကမလာ level တင်တဲ့နေရာမှာသုံးလိုက်မှဖြစ်ပါတယ်။ရရှိမဲ့ဂိုးပိုကတော့ state 1မှာဂိုး3ချက်၊ state 2မှာဂိုး4ချက်၊ state 3နဲ့နောက်ပိုင်းမှာတော့ဂိုး5ချက်ထိရမှာဖြစ်ပါတယ်။လက်စလော့နဲ့ကစားမယ်ဆိုရင်ကမလာ level ကိုအများဆုံးတင်နိုင်တဲ့အတွက် early to late game မှာအဆင်ပြေပါတယ်။ interest ရဖို့မလိုအပ်တာကြောင့်မလို့အားလီဂိမ်းကနေကနိုင်ရရှိအောင်လို့ဖိပြီးတော့ကစားတတ်ပါတယ် ။ Lancelot နဲ့ Life တဲ့ line ကတော့ Luminescent Metro နဲ့ Star Gazer Metro ပဲဖြစ်ပါတယ်။နောက်ထပ်ခမနာကတော့တခြားမဟုတ်ပါဘူး။တိတ်မကြခင်က rebrand လုပ်ထားတဲ့ခမနာ Cyclo ပဲဖြစ်ပါတယ်။သူ့ရဲ့စကီက HP 80အောက်ရောက်သွားတာနဲ့ Synergy ကောက်အများဆုံးနဲ့က Hero 3000နဲ့ Equipment တစ်ခုကိုရရှိပါတယ်။နောက်ပြီးတော့ player တယောက်ကင်ပွဲကနေထွက်သွားလိုက်မှာထွက်သွားတဲ့သူရဲ့ line up တံပိုး14ရာခိုင်နှုန်းနဲ့ညီများတဲ့ goal ကိုလည်းရရှိအောင်မှာပါ။ဒါအပြင်အဲ့ဒီ line up ထဲကကြာပန်း hero တကောင်ကိုသူ့ရဲ့ star level အတိုင်းလည်းရရှိမှာဖြစ်ပါတယ်။ ခမနာဆိုက်ကလောကအစိုးကြီးထွက်မသွားအောင်ထိန်းကစားနိုင်တာနဲ့နေကိန်းမှာအသာရဲခမနာဖြစ်ပါတယ်။အာလီဘိုင်းမှာအသာနဲ့လိုင်းနဲ့လည်းကစားသင့်ပြီးတော့အစိုးကြီးထွက်မသွားအောင်ဦးစားပေးပြီးတော့ကစားသင့်ပါတယ်။နောက်ထပ်ခမနာကတော့ဘယ်လီယာပဲဖြစ်ပါတယ်။ဘယ်လီယာကကက်လေးကက်ယူလို့ရမယ်ခမနာဖြစ်ပါတယ်။ State 2 Creed Raw မှာဂိုဂိုကက်ယူတဲ့ခါကျရင်ကက်တကက်ပိုးယူလို့ရမှာဖြစ်ပါတယ်။နောက်ပြီးရရှိတဲ့ကက်အမျိုးအစားပေါ်မူတည်ပြီးတော့ ESP တွေလည်းရရှိရောမှာပါ။ အပြာရောင်ကတ်ဆိုရင် 24ESP နဲ့ခရင်ရောင်ကတ်ဆိုရင် 18ESP ရရှိမှာဖြစ်ပါတယ်။ဘယ်လီယာနဲ့ကစားမယ်ဆိုရင် State 2မှာရမယ်ကတ်ပေါ်မူတည်ပြီးတော့ lineup ကို ပြောင်းလဲကစားတင်ပါတယ်။ပဒယ်မှာအသာတဲ့ကတ်ကိုရရဲဆိုရင်တော့ early game မှာအသာမဲ့ lineup နဲ့ကစားတင်ပါတယ်။ Go နဲ့ ESP ရမယ်ကတ်တွေကိုရရဲဆိုရင်တော့ Commander level တင်ပြီးတော့ late game အသာမဲ့ lineup ကိုကစားတင်ပါတယ်။နောက်ဆုံး Commander ကတော့အစ်စ်ထွက်ထားတဲ့ပကွေတို့ပဲဖြစ်ပါတယ်။ ပကွီတိုက copy hero နှစ်ကောင်ရမယ်လက်အိတ်လေးတွေကိုရရှိမှာဖြစ်ပါတယ်။ပကွီတိုနဲ့ကစားမယ်ဆိုရင် state 2မှာရမယ်အပြာရောင်လက်အိတ်လေးကိုသုံးပြီးတော့အားလေးပိုင်းမှာပြီးကစားပါ။ကိုယ့်ရဲ့ line up ကအားလာနေတယ်ဆိုရင်တော့ခဲရောင်လက်အိတ်ကို၄ချက်တဲ့ hero 3 star တင်မှာပဲသုံးတင်ပြီးတော့အားနေနေရဆိုရင်တော့ state 3မှာပဲတန်းပြီးတော့သုံးတင်ပါလေ။ကစားတဲ့နဲ့ line up တွေကတော့ don't free car face over line up နဲ့ swatchman shape weaver line up တို့ပဲဖြစ်ပါတယ် ဆိုတော့ဒီကင်မရာတွေနဲ့ကစားမယ်ဆိုရင် run tap foot အထောက်အကူဖြစ်စေမှာပါ brother တို့ရောလက်ရှိ background ကိုရောက်နေပြီလေဘယ်ကင်မရာတွေဘယ် line တွေကိုအသုံးပြုနေလဲဆိုတာကိုပြောပြပေးသွားပါဦး